ီရင်သတင်းတပုတ်အနေနဲ့ကတော့မြန်မာနိုင်ငံကတရုတ်စီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံရေးကိုအာမခံပြီးဖို့တရုတ်သမရာရှီကျင့်ပြင်ကမြန်မာစီကောင်းဆောင်မင်းအောင်လိုင်းကိုတိုက်တွန်းလိုက်ပါတယ်။ဒါအပြင်အွန်လိုင်းလေလေမှုနဲ့နေဆက်ဖြစ်ကျော်ပြည်မှုကျူးလွန်သူတွေကိုတိုးမြင့်တိုက်ဖြတ်ဖို့ကိုလေတရုတ်သမရာကပြောဆိုခဲ့ပါတယ်။မေလ9ရက်နေ့ကမော်စကိုမြို့မှာ ကျင်းပတဲ့ရင်းပြင်းနီအောင်ပွဲအခမ်းအနားရဲ့ဆက်ဆက်အစည်းအဝေးတွေမှာ မြန်မာစီကောင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံနေအရှိတရုတ်သမ္မတကခုလိုတိုက်တွန်းပြောဆိုခဲ့တာလို့သိရပါဗျ။မြန်မာနိုင်ငံကတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုလက်တွေ့ကြကြအာမခံပေးဖို့နဲ့အွန်လိုင်းလောင်းကစားဆက်သွယ်ရေးလိမ်လည်မှုစားတဲ့နေဆက်ဖြတ်ကျော်ပြည်မှုကျူးလွန်သူတွေကိုတိုးမြှင့်တိုက်ဖြတ်ဖို့မျှော်လင့်နေလို့လေတရုတ်သမ္မတကတိုက်တွန်းခဲ့ပါဗျ။